မြန်မာပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှများအစီအစဉ်ကနေဒီကနေ့မှထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုဖွံ့ဖြိုးရေးမှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှများကိုသတင်းမှပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်။ ထမဆုံးတစ်ပုတ်အနေနဲ့တောင်သာမြို့နယ်မကြီးပြင်တဲကြီးရွာဘုံကြီးချောင်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆက်တက်လေဒီဖြစ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အဆအုံများထိခိုက်ပျက်စီးခဲ့တယ်လို့မဟုတ်မမှန်လှုပ်ကြံဝါဒဖြန့်ဝေလျက်ရှိတဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။ မလေးရိုင်းဒေသကြီးတောင်သာမြို့နယ်မကြီးပင်တဲရွာဖုန်ကြီးချောင်းကိုမလ18ရက်မနက်ပိုင်းမှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကဆက်တက်လေဒီဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်အဆောက်အုံများပျက်စီးခဲ့တယ်လို့တရားမဝင်ပြည်ပြက်မီယာများကမဟုတ်မမှန်လောက်ကျန်ဝါရဖြန့်ဝေလျက်ရှိရာကိုတွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဲ့ဒီသတင်းမှာမှန်ကန်မှုမရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စည်ရေးပြတ်မှတ်မဟုတ်တဲ့ခြေရွာတွေကိုဥပဒေမဲ့တိုက်ခိုက်ခြင်းမရှိကြောင်းအကြံဖက်သမားတွေကသာချိန်ချောက်စာတွေပေးပို့ပြီးစက်ကြီးကောက်ခံခြင်းများလှုပ်ဆောင်လျက်ရှိပြီးသူတို့ပေါ်ထောက်ခံအားပေးမှုမရှိတဲ့ခြေရွာရက်ွက်တွေဖုံကြီးချောင်းတွေနဲ့စာတင်ချောင်းတွေကိုအုပ်ချုပ်မှုရန်နရာများရပ်တန့်စေရန်ဌာနဆိုင်ရာအဆောက်အအုံများကိုမိရှုဖျက်ဆီးခြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်း င်းဒရုန်းများဖြင့်ဘုံကျဲခြင်းများဆောင်ရွက်လျက်ရှိကြောင်းအခုဖြစ်စဉ်မှာလည်းအကြမ်းဖက်သမားတွေရဲ့အလုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်ပြည်သူလူထုကအထင်မြင်လွဲမှားစေရန်ရည်ရွယ်ပြီးတရားမဝင်အကြမ်းဖက်အားပေးပြည်ဖြတ်မီဒီယာများကအခုလိုမဟုတ်မမှန်သတင်းများကိုလောက်ကျန်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရေစကြိုမျိုးနဲ့ဘေးဆက်ကုန်းကြီးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိရှုဖျက်ဆီးခဲ့တယ်လို့သတင်းတူသတင်းမှားများတစ်ဖက်သက်ဆွဆွဲရေးသားဝါရဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ မကွေးတိုင်းဒေသကြီးရေစကြိုမျိုးနဲ့ဘေးဆက်ကုန်းကြေးရွာကိုမက်လာဆက်ရှိရက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကကြေးရွာအတွင်းဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့တရားဝင်ပြည်ပြအမိရများကသတင်းတူသတင်းမများမဟုတ်မမှန်လှုပ်ကြံရေးသားပြီးလှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်ဒီသတင်းနဲ့ပတ်သက်ပြီးရေစကြိုမျိုးနယ်မှာအုတ်ချုပ်ရေးတာဝန်ရှိသူတူထံဆက်သွယ်ပြင်းပြခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ဒေသခံပြည်သူတွေတည်ငြိမ်အေးချမ်းစွာလုံခြုံနေထိုင်နိုင်ရေးအတွက်သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးရေစကြိုမျိုးနဲ့အတွင်နေမြေလုံခြုံရေးဆောင်ရွက်ခြင်းလှည့်ကင်းပတ်ကင်းများဆောင်ရွက်ခြင်းနဲ့ရှောက်တခင်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိတော်လဲအပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးခြင်းနဲ့ခြေရွာတွေကိုမိရှို့ဖျက်ဆီးခြင်းမရှိကြအောင်အဲ့ဒီတဲ့တင်မှာ PDF အမိခံအကြမ်းဖက်သမားတွေရဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့အတွက်တရားမဝင်ပြည်ဖြတ်မီဒီယာများကတင်တုတ တင်းမားများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ဝါဒဖျက်ဝင်နေခြင်းသာဖြစ်ပါတယ်။ PDM မြေခံအကြံဖက်သမားတွေကရည်စကြိုမျိုးနဲ့အတွင်းတင်းငင်အေးချမ်းမှုပြပြစေဖို့အတွက်ကြေးရွာအချို့ကိုမီးလောင်ဖျက်ဆီးခြင်းနဲ့ဒေသခံပြည်သူတွေကိုဒလန်လို့ဆွဆွဲပြီးဖမ်းဆီးတပြက်ချင်းစားတဲ့အကြံဖက်လုပ်ရက်တွေကြောင့်လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကလိုအပ်တဲ့နေမြေလုံခြုံရေးများစောင့်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်ရှင်။ နောက်ထပ်တစ်ပုတ်အနေနဲ့ရင်းမာပင်မြို့နယ်ဗန့်ပွေးကြီးရွာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်အင်ဂျီ၁၈လုံးမီးလောင်ဖျက်ဆီးသွားတယ်လို့သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ စကိုင်းတိုင်းဒေသကြီးရင်းမပင်မြို့နယ်ဘန်းပွေးကြီးရွာမှာလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဘန်းပွေးမြောက်ကြီးရွာနဲ့ထန်းစင်ကြီးရွာများရှိနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်အင်ဂျီ၁၈လုံးမီးလောင်ဖျက်ဆီးခဲ့တယ်လို့မဟုတ်မမှန်သတင်းတူသတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိရာကိုတွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရအဆိုပါသတင်းမှာမှန်ကန်မှုမရှိကြောင်းအကြံဖက်သမားတွေဟာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်ချေမှုန်းမှုများကြောင်းအကြအဆုံးများပြားလာတဲ့အတွက်ခြေရာတွေအတွင်းဝင်ရောက်ပြီးအတင်းအဓမ္မလူသစ်စုဆောင်ခြင်း စက်ကြီးကောက်ခံခြင်းတွေလှုပ်ဆောင်လျက်ရှိကြောင်းသူတို့အလိုကြလိုက်ပါလှုပ်ဆောင်ခြင်းမရှိရဲ့ခြေရွာတွေကိုခေါင်းစဉ်အမျိုးမျိုးတက်ပြီးမီးရှို့ဖျက်ဆီးခြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းတရားဝင်ပြည်ပြမီဒီယာများဟာအကြံဖက်သမားတွေရဲ့အကြံဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်ပြည်သူလူထုကအထင်မြင်လွဲမှားစေဖို့အတွက်ရည်ရွယ်ပြီးအခုလိုမဟုတ်မမှန်လှုပ်ကြံရေးတာဝါရဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါရဲ့ရှင်။